ရှိဥစွာဘုရားခင်ကျေးတော်ကိုချင်းမှန်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့မြေလေးမျိုးဆိုတဲ့ကောင်းစဉ်လေးနဲ့ခွားပေးတော့မှာဖြစ်ပါတယ်။ရှင်လက်ကခရဝံချာခန်းရှိစပိုက်စတိတ်ကနေအောက်ပိုင်းကိုရှင်းပြမှာဖြစ်တယ်။ထို့ဥမာအနှစ်အတိတ်ဘယ်ကမျိုးစည်သည်ဘုရားခင်ဤတရားစကားဖြစ်လမ်းနဲ့ရှိတော်သူမူကား တရားစကားကိုကြားသည်ရှိသောယုံကြည်ခြင်းကဲ့တင်ခြင်းသို့မရောက်စေခြင်းကမာနသည် လာ၍တရားစကားကိုနှလုံးထဲမှနှုတ်ယူတော်မူသည်ကိုဆိုလိုသည်လို့ပြောရတွေ့ရတယ်။အဲ့တော့လမ်းမြေကဘလိုမြေမျိုးလဲဆိုတော့သူကမတဲခန်း73စာပတ်19ကိုကြည့်မယ်ဆိုရင်တော့အေဝံဂေလိသတင်းပေါ့နော်တရားစကားကိုကြားတယ်တုတ်တော်လဲနှလုံးမသွင်းဘူး ပြောချင်တာကြားတာကြားတယ်စိတ်ဝင်စားခြင်းမရှိဘူးထိုခါမှာဘာဖြစ်လဲသူ့စိတ်နှလုံးထဲမှာရောက်လာတယ်ကျွန်တော်ကမျိုးအဝင်ကလေးမျိုးစစ်ကျဲလိုက်တယ်နှုတ်ကပတ်တော်အဲ့ဒါကိုစာရမဏကဘာလို့လဲမယုံကြည်အောင်နော်ကေတင်ချင်းတို့မရောက်အောင်လာနှုတ်ယူတယ်ပြောတာဖြစ်တယ်ဆိုတော့ဒီမျိုးစားဖြစ်တဲ့လူပေါ့နှုတ်ကပတ်တော်ကြားပြီးမှဂယုမဆိုင်တတ်တဲ့ နော်စိတ်ဝင်စားခြင်းမရှိတဲ့သူတွေဟာသူတို့စိတ်နှလုံးထဲမှာကျွန်တော်ကျဲတဲ့မျိုးစေ့ကမကြံဘူးနော်မျိုးစေ့ကရှုကိုမရှိတော့အဲ့လိုပြောချင်တာဖြစ်တယ်နော်ဆရာကသူကတစ်ချိန်ချိန်မှာကျွန်တော်ကျဲထားတဲ့မျိုးစေ့ကအပြင်ပေါက်စရာကြောင်းမရှိတော့တဲ့ညှော်လင့်စရာမရှိတဲ့လူကိုပြောချင်တာဖြစ်တယ်နောက်တစ်ခုကတော့စာပတ်စတုံးမှာကြောက်ပေါ်နှက်ရှိတော့သူက တရားစကားကိုကြား၍ဝမ်းမြောက်သောစိတ်နဲ့ခံယူတော်လဲစိတ်နှလုံး၌အမြင့်မဆွဲခဏသာယုံကြည်သည်ဖြင့်စုံစားနှောက်ယှက်ခြင်းခံရသောအခါဖောက်ပြန်သောသူကိုဆုလိုတည်းဒီမှာကျတော့သူကဧဝံဂေလိတရင်ကိုကြားတယ်နော်ကြားတဲ့အခါမှာသူကစိတ်ဝင်စားစွာနဲ့နားထောင်တယ်ဝမ်းမြောက်ဝမ်းသာနဲ့လေယုံကြည်လက်ခံလိုက်တယ်ဒါပေမဲ့သူက ဟိုဒီတရားစကားကြောင့်ယုံကြည်သူဖြစ်လာတော့ကြောင့်เนาะဒီစုံစမ်းနှောက်ရခြင်းနေလောကီပူပန်ခြင်းနေရင်ဆိုင်ရတယ်ဆိုရင်တဲ့ဖောက်ပြန်တယ်ပြောပါတယ်ဆိုတော့ခဏတာယုံတယ်ပေါ့သူပြောပါတယ်ဒါကြောင့်ဒီယုံကြည်သူကြတော့သူကဘယ်လိုယုံကြည်သူမျိုးလဲဆိုတော့ဘယ်လိုမျိုးလဲဆိုရင်တော့သူက တကယ်ကိုတက်ကြကြွကြွနဲ့နားထောင်တယ်တကယ်လည်းယုံကြည်တယ်သူယုံကြည်သောကြောင့်ယင်းနှချင်းမင်္ဂလာလည်းဗရဇံလည်းခံယူမှာပဲဖြစ်တယ်ပေါ့ဒါပေမဲ့ဒီတရားစကားကြောင့်ပဲဟာမင်းဆိုကြပါစို့အခုခက်ဆုံးတော့အဲ့ဘာသာနဲ့မင်းဝင်သွားပြီဆိုရင်တော့လူတွေဝိုင်းကျင်တယ်လေဝိုင်းကျင်တယ်အခက်ခဲရှင်မကူညီကြဘူးစသဖြင့်တင်းမာတို့မတကြဘူးမင်းတင်းချိုင်းသူရောမှမရှိဘူးသူတို့ပြောတာရဲ့ခါမှာသူက ဖောက်ပြန်သွားတယ်။အဲ့ဒီဖောက်ပြန်ခြင်းကတိဖို့ကလူကဖောက်ပြန်တာဖြစ်တယ်။သူ့အแทမှာရှိတဲ့မျိုးစေ့ကမဖောက်ပြန်ဘူးဆိုတာကိုနားလည်ဖို့ဖြစ်တယ်။ဆာရာကနှုတ်ယူတယ်လို့မပြောဘူးသူက။အဲ့ဒါကြောင့်ဒီလူဟာဒီနေရာမှာအချင်းနေမကောင်းလို့နော်သူ့ရဲ့ဝိညာဉ်ကြီးဟာဟာလာကြဆင်းသွားပြင်မဲ့အแทမှာမျိုးစေ့ရှိတဲ့မျိုးစေ့ကတိပိခံတိစပိုက်23မှာတင်တယ် မဖောက်ပြန်မပြည့်စည်တတ်သောမျိုးစိကသူ့နှလုံးထဲမှာရှိနေတာဖြစ်သောကြောင့်တနေရာရာမှာတော့တစ်ချိန်ချိန်မှာတော့ဟာဒီမျိုးစိကအပင်ကြီးလာမယ်အတီးတီးလာမှာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အင်းဝင်လေးလှုပ်တဲ့ခါမှာနော်ယုံကြည်သူဖြစ်လာတဲ့ခါမှာဒီအသိတော်ထဲကနေနော် best light ဖြစ်သွားတဲ့သူတွေရှိတတ်တယ်အဲ့လူတွေအတွက်စိတ်ရမကြဘူးအားပေးချင်ပါတယ် ခမရဖျားเจ้าမရောက်လို့เนาะလူဆိုတာကဖောက်ပြန်တဲ့သဘောရှိပေမဲ့သူအထဲမှာရှိတဲ့ music ကเนาะတကက်အေးဝင်လေး music မှန်တော့မပြည့်စည်မဖောက်ပြန်မပြည့်စည်တတ်သော music ဖြစ်တဲ့အတွက်เนาะတင်ဖျားเจ้าမရောက်လဲတဏျာရတော့ရောက်တော့မှာဖြစ်တဲ့အကြောင်းခွာပေးချင်ပါတယ်ဒါကြောင့်အေးဝင်လေးသာเนาะတကယ်ပဲ music ကိုမှန်မှန်တကက်စစ်မှန်တဲ့ music ကျဲပါခွာပေးချင်ပါတယ် နောက်တစ်ခုကတော့ surprise 4စူပင်တို့တွင်ရှိတော်သူကတရားစကားကိုကြားသည်ရှိတော်လောကီစိုးရင်ချင်းအစည်းစိမ်ကြွယ်ဝခြင်းကမ္မကုံခံစားခြင်းတို့သည်နှိမ့်ဆက်၍အတိမတိတော်သူကိုဆိုလိုတည်းဟာဒါကတော့ तू ကတော့ तू ကယုံကြည်တယ်တရားစကားကိုသိချာနားထောင်တယ်ယုံကြည်တယ်ယုံကြည်တဲ့ခါမှလည်း तू ဆွေးမြေ့ဆိုတော့ယုံကြည်တာပဲဒါပေမဲ့ သူကသခင်နှစ်ဦးဖြစ်နေတယ်။နော်။သခင်လောကလောကကလည်းသူ့သခင်၊ဘုရားသခင်ကလည်းသူ့သခင်သူလိုဖြစ်နေတယ်။နော်။လောကီစူးရင်ချင်းရှိတယ်။စီစဉ်ကြွေဝချင်းကာမဂုဏ်ခံစားချင်းကသူ့ကိုနှိမ့်ဆက်တယ်။နှိမ့်ဆက်တော့သူ့တတကမရင်ချက်နိုင်ဘူး။မရင်ချက်နိုင်တော့အတီးမတီးနိုင်ဘူး။သူလိုပြောချင်တာအတီးဆိုတဲ့နေရာမှာတော့ဒီဝိညာဉ်အတီး၉မျိုး ကိုလက်ဆူလိုရာဖြစ်တယ်လို့ဒီနေရာမှာအဓိကကတော့သူ့အဖြစ်သူပုံသက်တည်မပြနိုင်တဲ့အတွက်သူ့အဖြစ်ဘာဖြစ်လဲဆိုတော့လူတွေမပြောင်းလဲဘူးလို့ပြောချင်တာဖြစ်ပါတယ်နော်အဲ့လိုဖြစ်တယ်ဒါကြောင့်ကိုအတင်းတော်မှာအဲ့လိုရှိတယ်ဆိုရင်လည်းစိတ်ရမကြဘူးပါပဲနော်သူ့အထက်မှာရှိတဲ့မျိုးစေ့ကမှန်တော့ကြောင့်မျိုးစေ့ကတော့ဘယ်တော့မှဖောက်ပြန်ပြစီတာမဟုတ်ဘူးအဲ့လူကသာဖြစ်နေတယ်ဆိုတော့ကိုကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်နော် နောက်ဆုံးတစ်ယောက်ကတော့သူကစပိုက်ဆံကားမှာကောင်းသောမြင်နဲ့ကြတော့သူကဖြောင်းမှချင်ကျဲသောနှလုံးနဲ့တရားစကားကိုကြားလင်ဆွေလန်းသောအဖြစ်မြဲမြံစွာအတီးတီးသောသူကိုဆုလိုတည်းပြောရတွေ့ရတယ်ဒီမှာတော့မြဲမြံစွာအတီးတီးတယ်လို့ပြောတာပေါ့မသက်ခန်း73မှာတော့သူကဟောခန်း73စပိုက်20တက်မှာ23မှာလာမှုရှိတယ် အစ30အစ60အစ100ပွားများပြီးအတီးတီးတယ်ပြောရတွေ့ရတယ်ဆရာဟိုနှုတ်ဘတ်တော်ကိုတကယ်ကြည်ညိုတဲ့စိတ်နဲ့ဟောငါထောင်တဲ့သူကတော့ဒါဒီအင်္ဂလန်ကလေးတရားစကားတစ်ခုတည်းမဟုတ်ဘူးเนาะကြားတိုင်းကြားတိုင်းမှာအဲ့လိုစိတ်နှလုံးမြည်လေးမျိုးရှိတယ်အဲ့ဒီမြည်လေးမျိုးအတိုင်းပဲအင်္ဂလန်တရင်ချိုင်းလေဒီပုံစံပဲ အဲ့လိုမဟုတ်အသင်းတော်ထဲမှာရောက်လာပြီနော်တရင်းလူနေမှာနှုတ်ကပတော်ဝင်ငှတယ်တတိုင်းမဲ့သူဒီမျိုးလေးမျိုးကလေးမျိုးကအဲ့လိုဖြစ်နေတာဆရောသူကဟာလားအစ30အစ60အစ100တီးတီးတော်သူကတော့ဒီနေ့သူတတတာကဟိုဝိညာဉ်သေးကိုမျိုးလဲရှိနေမှာ ဖြစ်တယ်လို့သူအဖြစ်လူတွေဟာနော်အစ30အစ60အစ100ဟို ွားများပြီတော့မှအတိအသိမယ်လူတွေကကဲတင်ချင်းရကြမယ်လို့ပြောချင်တာဖြစ်တယ်သူအဖြစ်နော်အဲ့တော့သူက surprise 78ကိုကြည့်မယ်ဆိုရင်ဘာပြောလဲဆိုတော့သူကထို့ကြောင့်တင်းတို့ဒီအဘယ်သူကြားနာရသည်ကိုတတိပြုကြလော့အเจ้าမို့ကအကျဉ်သူတည်ရတဲ့ထူသူဟာပေးဦးမီအကျဉ်သူတည်ဆင်းရဲထူသူနဲ့ရှိသည်မြတ်ဥစ္စာရှိရန်ရှိသည်မြတ်တို့ကိုပင်နှုတ်လိမ့်မည်အမိန်တော်မူ၏ဘလို့ကြားသလဲ ဘယ်လိုမြင်မျိုးစားဘယ်လိုစိတ်နှလုံးနဲ့နှုတ်ကပတ်တော်မှာကြားတယ်လဲခံယူတယ်လဲအဲ့ဒါအလိုရေးကြည့်ပါတယ်အဲ့တော့တေချာခံယူရတဲ့သူကတော့တာ၍တာ၍ဘုရားသခင်နှုတ်ကပတ်တော်ဖွင့်ပြနေမှာအသက်အသက်တွေရနေမှာဖြစ်ပါတယ်သူတသက်မှာနော်အဲ့တော့ရတ်တက်တယ်တိုက်ပေးဦးမယ်လို့ပြောပါတယ်ဒါကြောင့်တင်တဲ့နှုတ်ကပတ်တော်ကြားနေတဲ့ဓမ္မမိတ်ဆွေများငါဘယ်ထဲမှာပါတယ်လဲကိုယ့်ကိုစင်ကြင်ဖို့ဖြစ်တယ် နော်ပရမလမ်းမြေကတော့ထားလိုက်တော့ဗောနော်အဲ့တော့ဒီနေ့ယုံကြည်သူဒီနှုတ်ဘတ်တော်မျိုးစုကိုခံယူထားတဲ့ယုံကြည်သူဖြစ်တယ်မှန်ရောတရားနော်ခဏအယုံပြီးတော့ဖောက်ပြန်သွားတဲ့သူဖြစ်ပါသလားအဲ့တော့ဖောက်ပြန်သွားရင်လည်းစိတ်နဲ့မကြနဲ့နော်စိတ်နဲ့မကြနဲ့ဒါမှမဟုတ်နောင်တတော့ရပါပြောချင်တယ်တင့်ထဲမှာမဖောက်ပြန်မပြည့်စည်တတ်တဲ့မျိုးစုရှိတယ်ဆိုတာကိုမမေ့ပါနဲ့မမေ့ပါနဲ့ ဘုရားသခင်နှုတ်ကပတ်တော်ဘယ်တော့ဖောက်ပြန်ပျက်စီးတဲ့သဘောမရှိဘူး။သင်ကသာဖောက်ပြန်ပြီမဲ့ဘုရားစကားမဖောက်ပြန်ဘူး။ကောင်းကင်နဲ့မြည်မတီတော်လည်းငါစကားတီမယ်လို့ပြောတယ်။အဲ့တော့သင်ဟာနောင်တရပါ။နောင်တရပြီးတော့ဘုရားသခင်ဖက်ကိုပြန်လှည့်လာပါလို့ခေါ်ပေးပါလေ။နောက်တစ်ခုကတော့စူးမှာကြတဲ့စူးမြေပေါ့။စူးမြေမရှိတဲ့လူပေါ့။သင်ဟာအတိမတိနိုင်တဲ့သူနော်ခရိယန်တက်တာမှာသူငယ်ဘဝမှာရှိနေတယ်ဆိုရင်တော့ ဒီနေ့ဆက်ပြီးတော့မှနှုတ်ကပတော်ကိုကြားတဲ့အချိန်တိုင်းမှာတကယ်အလွန်ကြည်ညိုတဲ့စေရနာစိတ်နဲ့ခံယူပါလို့ခေါ်ပေးပါတယ်။အဲဒါဆိုတော့တင်လေဒီကောင်းသောမြင်နဲ့ကြားတဲ့မျိုးစစ်ကဲ့သို့ပဲဟောအဆ30အဆ60အဆတရားပွားများပြီးအတိအသီးမှဖြစ်ပါတယ်။တရားဖြင့်လူတွေဟာဧဝံဂေလိသတင်းကိုကြားလာကြမယ်။လူတွေဟာကယ်တင်ခြင်းသို့ရောက်ပြီးတမန်တရားကိုသိလာကြလိမ့်မယ်။နော် ထို့သောအဖြစ်တရားဖြစ်ဘုရားဘုံထင်ရှားမှာဖြစ်တယ်အသင်းတော်လည်းတိုးပွားမှာဖြစ်တယ်ကိုရောနဲ့တွေ့ရင်လည်းဆုတတော်ဘုချင်းတော်ချင်းခံရမယ်လို့ခေါ်ပေးနေတဲ့ညီကုန်းချုပ်ပါတယ်ဘုရားသခင်နဲ့တင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်